မင်္ဂလာပါခင်ဗျာနောက်ဆုံးရနိုင်ငံသတင်းတွေကိုကျွန်တော်အီဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်53ရက်ကြာအစိုးရရန်ရရက်ဆိုင်မှုအဆုံးတက်တဲ့ဥပဒေကိုထရန့်ကလက်မှတ်ရေးထိုးခဲ့တဲ့အကြောင်းစီချက်ခွန်ရငွေကနေအမေရိကန်နိုင်ငံသားတဦးကိုဒေါ်လာ2000ပေးမဲ့ထရန့်ရဲ့အစီအစဉ်ကိုအင်ဖြူတော်ကအတီးပြုလိုက်တဲ့အကြောင်းနဲ့မနက်3နာရီအစည်းအဝေးခေါ်တဲ့ဂျပန်ဝန်ကြီးချုပ်ကဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ် ရမဆုံးတင်ဆက်ပေးမှာကတော့အမေရိကန်သမိုင်းမှာအရှိကြဆုံးဖြစ်တဲ့43ရက်ကြာအစိုးရရန်ညရက်ဆိုင်မှုကိုအဆုံးသတ်စီမဲ့ဗန်နငွေထောက်ပံ့ရေးဥပဒေကြမ်းကိုသမ္မတဒေါ်နယ်ထရန့်ကလိုဘာလာ7ရက်နေ့မှာလက်မှတ်ရေးထိုးအတည်ပြုလိုက်တဲ့ကြောင်းပဲဖြစ်ပါတယ်။ And it's an honor now to sign this incredible bill and get our country working again. ဒီဥပဒေကြမ်းကိုအထက်လွှတ်တော်ကလိုဘာလာ7ရက်နေ့မှာအတည်ပြုခဲ့ပြီးတဲ့နောက်အောက်လွှတ်တော်ကလည်းလိုဘာလာ7ရက်နေ့မှာမဲ222မဲ့ 206မိနစ်ထပ်မံအတည်ပြုခဲ့တာပဲဖြစ်ပါတယ်။အောက်လွှတ်တော်မှာမဲခွဲတုန်းကဒီမိုကရက်အမတ်6ယောက်က Republican နေနဲ့အတူပူးပေါင်းပြီးထောက်ခံပဲပေးခဲ့ကြတာပဲဖြစ်ပါတယ်။အစိုးရရက်ဆိုင်မှုကြောင့်လဆာမရပဲအလုပ်ယာယီရနာထားရတဲ့ Federal ဝန်ထမ်းထောင်ပေါင်းများစွာဟာအခုဆိုရင်အလုပ်ပြန်ဆင်းနိုင်တော့မှာဖြစ်ပါတယ်။ဒါအပြင်ရက်တက်နေတဲ့အစားအသောက်ထောက်ပံ့ရေးအစီအစဉ်တွေနဲ့လေကြောင်းထိန်းသိမ်းရေးစနစ်တွေလည်းပြန်လည်စတင်လေပတ်တော့မှာပဲဖြစ်ပါတယ်။ အစိုးရလုပ်ငန်းတွေပုံမှန်ပြန်လည်ပတ်ဖို့အချိန်တစ်ခုတော့ယူအောင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒါဟာယာယီဘဏ္ဍာငွေရအသုံးဥပဒေဖြစ်ပြီးအစိုးရကိုဇန်နဝါရီ30ရက်နေ့အထိပဲရန်မုံငွေတွေခွင့်ပြုထားတာဖြစ်ပါတယ်။ဒီမိုကရက်တီကဂျမားရေးအာမခံထောက်ပံ့ကြေးတွေတိုးချဲ့ပေးဖို့မပါဝင်တဲ့အတွက်ဒီဘဏ္ဍာငွေခွဲတန်းကိုအစောပိုင်းမှာဆန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။ရိုက်တာနဲ့ IPSOS စစ်တမ်းတစ်ခုရဒီရဆိုင်မှုအတွက်အမေရိကန်90ရာခိုင်နှုန်းက Republican တွေကိုအပြစ်တင်ခဲ့ပြီး 48ရာဂိုင်းတို့ကတော့ဒီမိုကရက်တီကိုအပြစ်တင်ခဲ့ကြတယ်လို့ဆိုရတယ်ခင်ဗျာ The motion is adopted နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့စီချက်ခွန်ကောက်ခံမှုကနေရရှိတဲ့အစိုးရဗန်နာငွေတွေတဲကနေအမေရိကန်နိုင်ငံသားတွေကိုတယောက်ကိုဒေါ်လာ2000စီအစုအပေါ်အမြတ်ခွဲဝေပေးဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတန်တိတ်တန်ချထားတယ်လို့အင်ဗီရောက နိုဝင်ဘာလ12ရက်နေ့မှာအတည်ပြုလိုက်တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ Uh, Trump has talked about sending out $2,000 checks to uh, U.S. citizens. Earlier this year, he also talked about sending a Doge dividend. That didn't materialize. Should U.S. Uh, citizens expect the $2,000 proposal? Is the White House committed to making that happen? The White House is committed to making that happen, yes. And we are currently exploring all legal options. to get that done. <laughs> အချိန်စရာနဲ့အခြားအသေးစိတ်ကိုမသိရသေးပေမဲ့တမရကအဲ့ဒီလိုဖြစ်စီကျင်တယ်လို့ရှင်းအောင်ပြောထားပြီးဖြစ်တဲ့အတွက်သူ့ရဲ့စီးပွားရေးအကြံပေးတွေကသုံးသပ်နေကြပြီးတိလာတဲ့အချိန်ကျရင်ထုတ်ပေါ်ပြောဆိုမယ်လို့ဆိုပါတယ်သမရထွန်းကစီကြက်ခွန်ကိုစန့်ကျင်တဲ့သူတွေဟာအယူတွေဖြစ်တယ်လို့နိုမာလာ၁၀ရက်နေ့ကဝေဖန်ခဲ့ပြီးဝငွေမြင့်သူတွေကလွဲလို့လူတိုင်းကိုဒေါ်လာ၂၀၀၀စီခွဲပေးမယ်လို့ဆိုထားပါတယ်။ဒီကောက်ခံရငွေတွေနဲ့အစိုးရကျွေးမိတွေဆက်နိုင်တော့မှာဖြစ်တယ်လို့လည်းထွန်းကရေးသားဖော်ပြထားပါတယ်။ ဒါပေမဲ့ဒီစီဇန်ရဲ့ဖြစ်နိုင်ခြင်းနဲ့ကုန်ကျစရိတ်တွေပေါ်ကျွမ်းကျင်သူတွေကသတိပေးပြောဆိုမှုတွေလည်းရှိနေပါတယ်။ Test Foundation ရဲ့တွက်ချက်မှုအရဒီစီဇန်ဟာကုန်ကျစရိတ်ဒေါ်လာဘီလီယံ300ကနေ600ကြာရှိနိုင်ပါတယ်။ဒါအော်တိုဘာလကုန်ထိကောက်ခံရရှိထားတဲ့စီးကျက်ခွန်ဝင်ငွေဒေါ်လာ309ဘီလီယံထက်ပိုများနေတာဖြစ်နိုင်ပါတယ်။ဒါအပြင်စီးကျက်ခွန်ကရကြောင့် American ပြည်သူတွေဟာတိန်တောင်ကိုတနည်းဒေါ်လာ1600ကနေ2600ကြာပိုမိုကုန်ကျနေတယ်လို့လေးလာသူတွေကထောက်ပြကြပါတယ်။ ီလိုငွေသားတိုက်ရိုက်ထုတ်ပေးဖို့ဆိုရင်ကွန်ကရစ်လွှတ်တော်ရဲ့အတီးပြုချက်လိုအပ်မှာဖြစ်တယ်လို့လည်းသုံးသပ်ထားကြပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့အလုံးအလွန်ကြုံလို့လို့တေဆုံးမှုတွေနဲ့နာမည်ကြီးတဲ့ဂျပန်နိုင်ငံမှာဝင်ကြီးချုပ်တဲ့ဆာနာအဲတကာအီချီဟာမနက်3နာရီကျော်အစည်းအဝေးကြီးခေါ်ပြီးတော့သူ့ရုံးဝန်ထမ်းတွေကိုအလုံးလုတ်ခိုင်းတဲ့ကိစ္စအတွက်ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အကြောင်းပဲဖြစ်ပါတယ်ဝါဂါ国として主体的に防衛力の抜本的強化を進めることが必要です このため国家安全保障戦略に定める対 GDP 比2%水準について補正予算と合わせて今年度中に前倒しして措置を講じます。ဝင်ကြီးချုပ်တေကိုရိုင်းကလည်းအလုတ်တရဲလို့နာမည်ကြီးသူဖြစ်ပြီးလူမှုရေးစုဝေးတဲ့ပွဲလမ်းမျိုးကိုမကြာခဏရှောင်လေးရှိသလိုအလုံးနဲ့ဘဝမျှတရမယ်ဆိုတဲ့အယူဆမျိုးကိုပွန့်ပွန့်လင်းလင်းပယ်ချထားသူလည်းဖြစ်ပါတယ်။လွှတ်တော်မတက်မီကြိုတင်ပြင်ဆင်ဖို့ ူးလက်ထောက်တွေနဲ့မနက်3နာရီကျော်လောက်တူချွန်မြို့ကဝင်းကြီးကျုပ်အိမ်တော်မှာအစည်းအဝေးထိုင်ခဲ့တာပဲဖြစ်ပါတယ်။မနက်3နာရီအတန်းချိန်လို့ဂျပန်မီဒီယာမှာနာမည်ကြီးသွားတဲ့အစည်းအဝေးဟာအချိန်3နာရီလောက်ကြာမြင့်တယ်လို့ဆိုထားပါတယ်။ဝင်းကြီးကျုပ်ကတော့မနက်9နာရီမှာစတင်မဲ့လွှတ်တော်မှာအမတ်တွေမေးမြန်းတာတွေကိုဖြေဆိုဖို့ပြင်ဆင်ခဲ့တာလို့ဆိုထားပါတယ်။ဝင်းကြီးကျုပ်အိမ်တော်ကိုမပြောင်းရသေးတာကြောင့်သူ့အိမ်မှာ first ပြတ်သွားတဲ့အချိန်မှာအိမ်တော်ကိုလာပြီးတော့ဝန်ထမ်းတွေပါခေါ်ပြီးအစည်းအဝေးလုပ်ခဲ့တာလို့ဖြေရှင်းထားတာလည်းတွေ့ရပါတယ်။ ်အထိုက်ကံလွတ်တော်အမတ်တွေကတော့မိကုန်းတွေနောက်ကျမှတင်လာကြောင်းဒီလိုအချိန်မတော်ပြင်ဆင်ခဲ့ရတယ်လို့လည်းဖြေရှင်းထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ပီရူးနိုင်ငံအာရီကိဘာမှာဘတ်စကာမတော်တဆမှုကြောင့်လူ38ဦးသေဆုံးပြီးဒါဇင်နဲ့ချီဒဏ်ရာခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ် ီရူနိုင်ငံအာရီကီပါဒေတာမှာနိုဝင်ဘာလ12ရက်ဗိုလ်တုံးနေ့ကမီတာ200အနက်ရှိတဲ့ကြောက်ကြီးတစ်ခုတွေကိုဘတ်စကားတစ်စင်းထိုးကျခဲ့ပြီးတဲ့နောက်အ ਨੇ ဆုံးလူ38ဦးသေဆုံးခဲ့ကဒါဇင်ပေါင်းများစွာဒဏ်ရာရှိခဲ့တယ်လို့ဒေတာပိုင်းအာဏာပိုင်တွေကပြောကြားထားပါတယ်။ကန်ယူရမျိုးချာလာကနေအာရီကီပါမျိုးကိုဆက်သွယ်ထားတဲ့ဝေးပြေးလမ်းမကြီးပေါ်မှာမနက်စောပိုင်းကဘတ်စကားဟာဗင်ကားတစ်စင်းနဲ့တိုက်မိပြီးလမ်းချော်သွားရကနေကြောက်သေးကိုထိုးကျသွားတယ်လို့ အရီကီဘာဒိသဆိုင်ကျမ်းမာရေးအကြီးအကဲကပြောဆိုထားပါတယ်အခုဖြစ်ရတာလက်တလောနှစ်တွေအတွင်းပြည်သူနိုင်ငံကနေလူသေးအပြောက်အများဆုံးရေမတော်ဆမှုတွေကတခုဖြစ်တဲ့ကြောင်းဒိသဆိုင်အရာရှိတွေကထုတ်ပေါ်ပြောဆိုထားပါတယ်တန်အရာရှိသူတွေထဲမှာရှစ်လသားကလေးတုံးနဲ့အခြားကလေးငယ်နှစ်ဦးတို့လည်းပါဝင်တာတွေ့ရပါတယ်လူ26ဦးကစေကူသားမှု ခံယူနေပြီးသူတို့တွေက3ဦးကအချိန်နေဆိုးရွားနေပါတယ်အာနာပါနီယာလျှို့ကြောက်ထဲကအလောင်း36လောင်းကိုပြန်လည်ရရှိခဲ့ပြီး ဒေသကျန်းမာရေးစင်တာတစ်ခုမှာနောက်ထပ်တည်ဆုံမှုတစ်ခုကိုအတည်ပြုခဲ့တယ်လို့အိုကိုနာခရိုင်မြို့တော်ဝန်က ပြောကြားထားပါတယ်။ရာမိုစာဘတ်စကာကုမ္ပဏီကတော့မှတ်ချက်ပေးဖို့တောင်းဆိုထားတာတွေကိုချက်ချင်းတုံ့ပြန်တာမျိုးမရှိသေးပါဘူး။ပြည်သူနိုင်ငံမှာမကြသေးတဲ့နှစ်တွေအတွင်းအသက်ဆုံးရှုံးခဲ့ရတဲ့ဘတ်စကာမတော်တဆမှုတွေအများပြားဖြစ်ပွားခဲ့ပြီးတောင်တန်းဒေသတွေရှိတဲ့လမ်းအခြေအနေတွေရင်ပြုတ်ပြင်ထိမ့်သိမ်းမှုညံပြင်းမှုတွေကြောင့်မကြာခဏဖြစ်ပွားလေးရှိပါတယ်ခင်ဗျာ။ Y picas todas las cosas te pedimos disuelvas de todo vínculo de pecado a estos hermanos nuestros နောက်တဲ့တင်ဆက်ပေးမယ့်အကြောင်းကတော့2026ခုနှစ်မှာမျိုးဆက်တဲ့နှလုံးခွဲစိတ်ဆေးရုပ်တွေစတင်အသုံးပြုဖို့ဂျာမနီနှလုံးစင်တာတွေကပြင်ဆင်နေတဲ့အကြောင်းပဲဖြစ်ပါတယ်။ဂျာမနီရဲ့နှလုံးစင်တာဟာဒါဗင်ချီစနစ်ကိုအသုံးပြုပြီးဆေးရုပ်အကူအညီနဲ့နှလုံးခွဲစိတ်မှုတွေပြုလုပ်ခဲ့တဲ့ဥရောပအကြီးဆုံးအစီအစဉ်ပဲဖြစ်ပါတယ်။ဂျာမနီနိုင်ငံမှာဒီလိုဆေးရုပ်တွေအသုံးပြုတဲ့စင်တာနှစ်ခုရှိပြီးဒီနည်းပညာနဲ့လူပေါင်း260ကိုခွဲစိတ်ကုသမှုတွေပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ မျိုးဆက်တဲ့ဤပညာအစ်စ်ကိုတော့လာမယ့်နှစ်မှာစတင်အသုံးပြုမယ်လို့မျှော်လင့်ထားတာလည်းတွေ့ရပါတယ်။နှလုံးနဲ့ဆိုင်တဲ့ယောဂတွေကိုရင်ဘက်ကိုဖွင့်ပြီးကုသဖို့မလိုဘူးဆိုပြီးကျွန်တော်တို့ကမ်းလှမ်းထားပါတယ်။ဒီကုသနည်းကလူနာတွေအမြန်ဆုံးပြန်လည်တက်တာတဲ့အကျိုးကျေးဇူးတွေရှိပါတယ်လို့နှလုံးစင်တာဒရိုက်တာကပြောဆိုထားပါတယ်။ဆေးရုပ်လက်တွေကလူတွေရဲ့လက်ပုံစံမျိုးနဲ့ခွဲစိတ်မှုတွေပြုလုပ်တာပဲဖြစ်ပါတယ်။ဒီလိုဆေးရုပ်တွေကိုခွဲစိတ်ဆောင်ဝင်တွေကခလုတ်တွေအသုံးပြုပြီးထိန်းချုပ်တာပဲဖြစ်ပါတယ်။ စရုပ်တွေအသုံးပြုပြီးခွဲစစ်မှုတွေပြုလုပ်တာကိုဂမ်မီဝန်ဝန်ရုပ်လေးတွေကိုခွက်တစ်ခုကနေနောက်တစ်ခုကိုရွှေပြောင်းကတေးဥပြခဲ့တာလည်းတွေ့ရပါတယ်။ဂျာမန်နှလုံးစန္ဒဟာဒီစီဇန်နဲ့အနာဂတ်အဆင့်မြင့်ဤပညာတွေကိုပြင်ဆင်နေတာပဲဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့73နာရီကြာဖြည့်ရတဲ့ကမ္ဘာအရှိဆုံးစောင့်မေးပွဲဖြစ်တဲ့ဆူနန်စောင့်မေးပွဲကိုတောင်ကိုရီးယားနိုင်ငံမှာပြုလုပ်ခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ 当时的当天，这三辆车进入下地形。ဆောင်ဝီပွဲဖြစ်တဲ့ချိန်မှာဈေးဆိုင်တွေပိတ်ထားပေးရတာလေးတန်တွေကြောင့်အနှောက်အယှက်ဖြစ်မှာဆိုလို့လေရင်ခီးစဉ်တွေကိုရွှေ့ဆိုင်းရတာတွေနဲ့ကျောင်းသားတွေတက်မနက်တိုင်းနေ့စဉ်လှုပ်ရှားမှုတွေကိုရှော့ချပေးတာမျိုးတွေပြုလုပ်လို့ရှိတဲ့အဓိကဆောင်ဝီပွဲပဲဖြစ်ပါတယ်။ဒီဆောင်ဝီပွဲကိုနှစ်စဉ်နိုဝင်ဘာလတိုင်းပြုလုပ်တာဖြစ်ပြီးကျောင်းသားတွေရဲ့အနာဂတ်ကိုအဓိကဆုံးဖြတ်ပေးတဲ့ဆောင်ဝီပွဲလို့ဆိုပါတယ်။ ကြာသပတေးနေ့မှာဖြည့်ဆွေရမယ့်စူနန်ဆောင်မေးဘက်ကိုနိုင်ငံတော်ဝန်ကြောင်းသားပေါင်း9သိန်း9000ကျော်ဝေရောက်ဖြည့်ဆွေရမှာဖြစ်ပြီးဒါဟာခုနှစ်တွေ့တွင်ဆောင်မေးဘက်ဖြည့်ဆိုးသူအများဆုံးအရေးအတွက်ပဲဖြစ်ပါတယ်။တင်ချာအင်္ဂလိပ်လူမှုရေးနဲ့သိပ္ပံနိုင်ငံသားဘာသာဟန်ကြဘာသာစတဲ့ဘာသာရပ်လိုက်မိကုံပေါင်း200ကျော်လည်းရှိတာဖြစ်ပါတယ်။ဒီဆောင်မေးဘက်ဟာတက္ကသိုလ်ဝင်ကွင်းအတွက်အသာမကပဲအလောက်ကန်ရရှိဖို့လစာအနေအများ အနာဂတ်မှာဘလို့နေထိုင်ရမလဲဆိုတာနဲ့အနာဂတ်အိမ်အောင်ဘက်ရွေးချယ်တာတွေမှာလည်းအရေးပါတဲ့ဆောင်ဝဲလို့ဖော်ပြထားတာတွေ့ရပါတယ်။ပုံမှန်ကျောင်းသားတွေကမနက်7:40မိနစ်ကနေညနေ9:40မိနစ်ထိဖြည့်ဆွေရပြီးမျက်စိမမြင်တဲ့ကျောင်းသားတွေကတော့ည10:00ထိဖြည့်ဆွေရပြီးစုစုပေါင်းဖြည့်ဆွေခြင်း73:00လောက်ထိကြာမြင့်ပါတယ်လို့ဆိုထားပါတယ်။ဒီကျောင်းသားတွေအတွက်ညစာစားချိန်အနားပြတာမျိုးမရှိဘဲ မမန်ညီနေအသုံးပြုရတဲ့စာနဲ့စောင့်မေးပွဲမေးခွန်းတွေကိုဖတ်ပြီး ဖြေဆိုရတာပဲဖြစ်ပါတယ်။အချိန်ကြာကြီးဖြေဆိုရတဲ့စုနန်းစောင့်မေးပွဲဟာဇွဲကောင်းတဲ့စမ်းသပ်မှုတစ်ခုအဖြစ်ចောင်းသားတွေကပေါ်ပြကြပါတယ်။ဒါ့အပြင်မျက်မမြင်မေးခွန်းတွေကိုလက်နဲ့စမ်းပြီးဖတ်ရတာကြောင့်ပြေဆိုသူတွေရဲ့လက်ထိတ်တွေခံနိုင်ရှိမှုကိုလည်းဆရာတွေကအတိအမှတ်ပြုတဲ့ဆောင်ပေးပွဲပဲဖြစ်ပါတယ်။ဒီဆူနန်ဆောင်ပွဲဟာကောလိပ်ဝင်ခွင့်တက်တာမကဘဲ ကျောင်းသားတွေရဲ့ခန္ဓာရှိမှုကိုတက်တည်ပြရတဲ့ဆောင်ပေးပွဲပဲဖြစ်ပါတယ်ခင်ဗျာ진동이경미한경우로시험을중단하지않고계속진행합니다.이런지진의경우에는수능시험의중요성을감안하여နောက်ဆုံးတင်ဆက်ပေးမယ့်အကြောင်းကတော့ဂျပန်နိုင်ငံရဲ့အလှဆန်နှုန်းတွေကိုစိန်ခေါ်နေတဲ့မေဘလာတွေအကြောင်းပဲဖြစ်ပါတယ်။ န်နိုင်ငံတူချိုမြို့ရဲ့ဘားတွေမှာကျွဲကောသီးတွေညှစ်ပြီးဖြော်ရည်တွေဖြော်ပြီးတာကြန့်ခံမှုတွေပြပြီးအလုံးလုတ်ကင်နေကြတဲ့မဲဘလာကြီးတွေကတော့ဂျပန်နိုင်ငံရဲ့အလှဆန်နှုန်းတွေကိုစိန်ခေါ်နေသူတွေပဲဖြစ်ပါတယ်။မာဆက်ဂဲလို့ခေါ်တဲ့ကြန့်ခံရေးခေါင်းစဉ်တက်ထားတဲ့မျိုးသမီးဝန်ထမ်းတွေရဲ့ဘားကတော့ထူးခြားမှုတွေနဲ့ပြည့်နှက်နေတာပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့တမျိုးကြအမျိုးသမီးအလှပတွေနဲ့လုံးဝမတူတဲ့ဒီဘားဟာနိုင်ငံသားတွေနဲ့ပြည်ရင်းဖောက်တွေအတွက်အဓိကဆွဲဆောင်ရနေရာတစ်ခုပဲဖြစ်ပါလေ။ ဂျပန်နိုင်ငံရဲ့အမျိုးသမီးတွေဟာတွယ်လျပြီးတေးတွယ်တဲ့ခြေထောက်တွေရှိကြပါတယ်ဒီလိုလာတဲ့သူတွေကတော့ဂျပန်အမျိုးသမီးတွေကိုမေဗလာကြီးတွေအဖြစ်တွေ့ရမှာပဲဖြစ်ပါတယ်လို့ဘားမန်နေဂျာကပြောဆိုထားပါတယ်မာဆယ်ကဲဘားကဆိုရှယ်မီဒီယာမှာ2020နှစ်လယ်လောက်ကစတင်ခေတ်စားခဲ့ပြီးတနေ့ကိုလူတရာလောက်လာရောက်လေးရှိကအများစုကနိုင်ငံသားတွေလို့ဆိုပါတယ်ဒီဘားမှာ protein shake ဘာဝင်အဖျော်ရည်မကာတွေတောက်နိုင်ပြီးမိနစ်80အတွက်ဒေါ်လာ40ဂျပန်ယန်6000တက်မှတ်ထားတာဖြစ်ပါတယ် ဂျပန်နိုင်ငံမှာပေနဲ့မင်းကလေးတွေကလှတယ်ဆိုတဲ့ခံယူချက်ရှိခဲ့ပူပါတယ်လက်ရှိမှာတော့ဂျပန်နိုင်ငံရဲ့အရွယ်ရောက်ပြီးအမျိုးသမီး900ခန်းတို့ဟာအဝအလုံမှုနဲ့ရင်ဆိုင်နေရတာတွေ့ရပါတယ်ဒါဟာအမေရိကန်ဂျာမနီနိုင်ငံတို့နဲ့ရှင်ရင်9ဆကျော်ပိုများနေတဲ့ပမာဏပဲဖြစ်ပါတယ်အဝလုံနာကကျန်းမာရေးအတွက်မကောင်းဘူးလို့ဆရာဝန်တွေကသတိပေးထားသလိုပိန်လုံးနာကလည်းအာဟာရမပြည့်ဝဘူးလို့သတိပေးမှုတွေပြုလုပ်ထားတာတွေ့ရပါတယ်ဒါကြောင့်မာဆယ်ဂဲကမေဗလာကြီးတွေဟာဂျပန်နိုင်ငံရဲ့အလှဆန်နှုန်းတွေကိုတတ်မှတ်မှုနဲ့ ်ဘယ်အရာကလှပတယ်ဆိုတာပြသနေတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်အေးဇက်ပါ